စစ်တပ်ကစစ်သားလုပ်ပြီးစစ်သားလုပ်မလုပ်ပဲနဲ့နော် KTB သွားချာ KSU နော်စောက်ဟိုရန်သူတပုံကိုရန်သူတပုံလို့မမြင်မနေပေါင်းတင်းအဲ့ဒါကြုံပြောတာအလုံးမဟုတ်ဘူးနော် အဲ့ဒါကိုသိတဲ့လူတွေသိတယ် Hello အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel page ကနေအားလုံးကိုပြန်လည်ပြီးမှကျေးဇူးလိုက်ပါတယ်အားလုံးကိုမင်္ဂလာရှိသောနေ့နဲ့ခင်လင်ပါလို့ရှိဦးဆောင်လို့ဆုလိုပါတယ်အားလုံးလည်းရှိတဲ့နေရာတိတိမှဘေကင်းလုံးချုံကျမ်းမာကြမှာလို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ဒီနေ့မှဆိုတော့ April 23ရက်နေ့ဘော်ဒဟူးနေ့ရဲ့မနေ့ပိုင်းအထူးသတင်းကောင်းများနဲ့အထူးသတင်းထုတ်များကိုကျွန်တော်သူချုပ်ပြီးမှတင်ဆက်ပေးခြင်းပြီးမှအနောက်မှာ celebration video ချုပ်ကိုကျွန်တော်ထည့်ပေးထားတာဖြစ်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်တွင်းမှာ video တင်ဆက်မှုတွေကိုကျွန်တော်လုံးဝမလုပ်နိုင်ခဲ့ဘူးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိသားစုကိစ္စနဲ့ပတ်သက်ပြီးမှအလုပ်ရှုပ်နေလို့ပဲဖြစ်ပါ ါပါတယ်တော်အလုံးကိုလည်းတောင်းပန်ပါတယ်ကျွန်တော်တို့ပထမအုပ်ဆုံးအနေနဲ့ကတော့ကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ရဲ့အထူးသတင်းကောက်တစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူတိုင်နယ်ကြီးရွာအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံပတ်စစ်ရှုံးကောင်စီမှစစ်ခွေး3ဦးလက်နက်ချက်အညံ့ခံခဲ့ကြောင်းဒနုပြည်သူ့လူမျိုးရေးတပ်မတော် DPLF ကပြောဆိုလာတာဖြစ်ပါတယ်ဧပြီလ21ရက်နေ့မွန်းလွဲ7နာရီ30မိနစ်ခန့်မှစတင်ပြီးနောက်ချုံမြို့နယ်တောင်ခမ်းဒေသသို့စစ်ကူအင်အားဖြည့်တင်းရွှေ့ချီတက်လာတဲ့အကြံပတ်စစ်ရှုံးကောင်စီတပ်ဖွဲ့များကဒနုပြည်သူ့ ိုမျိုးတက်မှာတော့ DPLA ကပစ်ဆောင်မြို့နယ်ကြောက်ကိုတိုက်နယ်ကြီးရွာအနီးတွင်ကြားဖြတ်တိုက်ခတ်ခဲ့ရာအပြင်လာပစ်ခတ်တိုက်ခိုက်မှုလည်းဖြစ်ပွားခဲ့ကြောင်းသိရှိရတာဖြစ်ပါတယ်။အင်မတန်မှာတရင်ကောက်ဖြစ်ပါဒီနေ့မှဆွန်လည်းပဲရှမ်းပြည်နယ်တောင်ပိုင်းရဆောင်မြို့နယ်မှာစစ်ခွေးသုံးကောင်ကတော့အငန့်ခံလာပြီးမှကျွန်တော်တို့ဒေါ်လာတစ်ဖုနဲ့ပူပေါင်းဖို့တို့ရောက်ရှိလာတယ်လို့သိရှိရတာဖြစ်ပါတယ်။တစ်ဆက်ထဲမှာပဲပဲခူးတိုင်းရွှေချင်မြို့နယ်ရဲ့အထူးတရင်ကောက်တစ်ခုကိုချက်သစ်ဆပ်ပေးချင်တာဖြစ်ပါတယ်။ပဲခူးတိုင်းရွှေချင်မြို့နယ်ညောင်ချီရောက်ကြီးရွာအနီးခမရ၅ခုရှိတရင်ရှိအချမ်းပါစစ်ရှုံးကောင်စစ်တပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီဘက်မှစစ် စ်ခွေးနှကောင်ထက်မနေ့ကတည်ဆုံးခဲ့ကြောင်းတောင်ညိုတက်ရင် P2906 မှာတောင်ရှိတူတူကပြောကြားလာတာဖြစ်ပါတယ်။ဧပြီလ22ရက်နေ့တွင်ရွှေချင်းမြို့နယ်ညောင်ချီတောက်ကြီးရွာအနီးခမရ968တက်ရင်ရှိအချမ်းပတ်စစ်ရှုံးကောင်စီတပ်သားများကတောင်ညိုတက်ရင်နှင့်ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရှိရတာဖြစ်ပါတယ်။ကဲအင်မတန်မှသတင်းကောက်ဖြစ်ပါဒီနေ့မှဆင်းလည်းပဲဘကူနိုင်ရွှေချင်းမြို့နယ်မှာစစ်ရှုံးကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ခွေးကောင်စီဘက်ကနှကောင်ထက်မနေ့ကတော့မြေဩဇာဖြစ်တော့ခဲ့တယ်လို့သိရှိရတာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကဆင်းလည်းပဲဘကူ င်းညောင်လေးပင်မြို့နယ်ရဲ့အထူးသတင်းကောက်တစ်ခုကိုကြည့်သက်ဆက်ပေးရှင်တာဖြစ်ပါတယ်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပဇုံမြောက်ကြီးရွာတွင်သူစစ်ချုံးကောင်စီတီ PKD April 20ရက်နေ့မှာစတင်ရစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနရစ်စစ်တိုက်တော်လန်တပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ချုံးကောင်စီတပ်ဖွဲ့ဝင်၄ကောင်ထဲမှနေကတော့မြေဩဇာဖြစ်တော်ခဲ့ခြင်းသိရှိရတာဖြစ်ပါတယ်။စစ်ချုံးကောင်စီတီအင်အား60ခန့်ဝန်းကျင်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကတော်လန်တပ်ဖွဲ့ဝင်များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေခဲ့ပြီးအရာရှိအပါဝင်စစ်ချုံးကောင်စီတပ်ဖွဲ့ဝင်၃ကောင်ထဲမှနေကတော့တည်ဆုံးခဲ့ကြောင်း P2370 Fire Dragon မိနဂါစစ်ကြောင်းဤထုတ်ပြန်ချက်အရာသိရှိရတာဖြစ်ပါတယ်။ကဲအင်မတာမတရင်ကဖြစ်ပါဒီမှာဆိုလည်းပဲညောင်လေးပင်တွင်စစ်ချုံးကောင်စီရဲ့အရာရှိအပါဝင်စစ်ခွေးအများပြတ်တည်ဆုံးခဲ့ပြီးမှလုံးဝကို၄ကောင်လောက်ထဲမနေကတော့မြေဩဇာဖြစ်တော့ခဲ့တယ်လို့ထုတ်ပြန်ချက်အရာမှာသိရှိရတာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကဆိုလည်းပဲကျွန်တော် R ခတ်တူ AA ရဲ့နောက်ဆုံးရသူတို့ရဲ့ CE အခြေအနေအထူးတရင်ကောင်းများကိုကြော်သစ်ဆက်ပေးချင်တာဖြစ်ပါတယ်။ EAR တိုင်းအတွင်းပတိမုံရော်လန်းနဲ့ပဲခူးတိုင်းအတွင်းရန်ကုန်ပြည်လန်းပိုင်းတွင် April 22ရက်နေ့မနေ့ကတိုက်ပွဲ ပြင်းထန်နေပြီးစစ်ချုံးကောင်စီကလေကြောင်းမှဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရှိရတာဖြစ်ပါတယ်။ပတိန်မုံရွာလမ်းရည်ချင်းမြို့နယ်ဆက်ဆက်ယူကြီးရွာနေတွင်စစ်ချုံးကောင်စီတပ်ကစစ်ကြောင်းထိုးလာရမှာအာရခသက်တို့အေးအေးနဲ့ပူပေါင်းတပ်များနဲ့ထိတ်တိုက်တွေ့ပြီးတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းဒီတက်ခန့်တတိယမြေများကပြောဆိုလာတာဖြစ်ပါတယ်။စစ်ချုံးကောင်စီဘက်ကနေနှစ်ယောက်လောက်ကတော့မြေဩဇာဖြစ်သွားခဲ့တဲ့စနိုက်ပါနဲ့ဆော်ရာတခြားထိခိုက်မှုလည်းအများပြားရှိတယ်။မင်းလာစီယုံကိုရောက်သွားတယ်ဟိုအထက်ပါရဲဘော်များကပြောဆိုလာတာဖြစ်ပါတယ်။ကိအင်မတမ်းမတရင်ကောင်ဖြစ်ပါဒီနေ့မှဆင်းလဲပဲအီယာဝတီတိုင်းအတွင်းပတ ိန်မုံရွာလမ်းနဲ့ရန်ကုန်ပြည်လမ်းပိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီး AR-15 AA ကတော့ sniper တွေနဲ့စစ်ချုံးကောင်စီကိုစော်နေတာအခုချိန်မှာဆိုရင်ပဲစစ်ခွေးနှစ်ကောင်ထက်မနည်းကတော့မြေဩဇာဖြစ်သွားပြီလို့သိရှိရတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကာဆန်လည်းပဲရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့ရဲ့အထူးသတင်းကောင်းများကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့တို့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ချုံးကောင်စီတပ်ကိုဗျာအမျိုးသားတပ်မတော် KNA တိုက်ခိုက်ခဲ့ရာစစ်ချုံးကောင်စီတပ်ဖွဲ့ဝင်တုံးကောင်ထက်မနည်းကတော့တီဆုံးခဲ့ပြီးတနက်နယ်လေးနဲ့ခေရအများစွာသိသိရရှိခဲ့တယ်လို့ KNA က April 22ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မိုးပြင်းမျိုးအတွင်းသို့အင်အား30ဝန်းကျင်နဲ့စစ်ကြောင်းထုတ်လာတဲ့စစ်ရှုံးကောင်စီတပ်တွေနဲ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကားဆက်တပ်ဖွဲ့ဝင်၃ကောင်ထက်မနည်းတိဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ML1 နဲ့လက်နဲ့ခဲရများစွာသိရှိရခဲ့တဲ့အပြင်ဒီဆုံးထိခိုက်မှုအများအပြားရှိနေသောကြောင့်စစ်ရှုံးကောင်စီတပ်တွေကတော့ပြန်လည်ဆုတ်ခွာတော့ခဲ့တယ်လို့သိရှိရတာဖြစ်ပါတယ်။ KA မတမ်းမတရင်ကောင်ဖြစ်ပါတယ်။မနီကဆွန်လည်းပဲမိုးပြင်းမျိုးမှာစစ်ခွေး၃ကောင်ထက်မနည်းကတော့မီအောစာဖြစ်တော့ခဲ့ပြီးမှခဲရအများစွာသိမ့်ပိုက်ရရှိခဲ့ပြီးစစ်ရှုံးကောင် RC ကတော့ရှမ်းပြည်နယ်တောင်ပိုင်းမိုးပဲမြို့ကနေလုံးဝကိုခွေးပြိုးပြိုးထွက်ပြေးသွားကြပြီလို့သိရှိရတာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ကျွန်တော်စင်ဖြူကျွန်းမြို့နယ်ရဲ့အထူးသတင်းကောက်တစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။မကွေးဒေတာစင်ဖြူကျွန်းမြို့နယ်မှာအချမ်းပါစစ်ရှုံးကောင်စစ်စစ်ကြောင်းကိုတွန်လိုင်းတပ်ဖွဲ့ပူးပေါင်းတပ်များကတော့၃ချိန်တီတီတိုက်ခိုက်ခဲ့ရာစကားဆတ်တပ်ဖွဲ့ဝင်၁၀ကောင်ထက်မနည်းကတော့ထိခိုက်တိုက်ဆုံးခဲ့တယ်လို့သိရှိရတာဖြစ်ပါတယ်။နွေတမဲကြီးရွာမှာအင်အား၁၈၀ခန့်နဲ့စစ်ကြောင်းထုတ်လာတာကြောင်းတိုက်ပွဲဖြစ်ပေါ်ခဲ့တယ်လို့လည်းဆိုထားတာဖြစ်ပါတယ်။အင်မတမသတင်းကောက်ဖြစ်ပါတယ်။မနည်းကဆိုလည်းပဲမကွေးဒေတာစင်ဖြူကျွန်းမြို့ ညွနယ်မှာစစ်ကွေးတုံးကောင်ထက်မနေ့ကတော့မြေဩဇာဖြစ်တော့ခဲ့တယ်လို့သိရှိရတာဖြစ်ပါတယ်။တစက်တဲမှာဆူလေဘက်ချောစစ်ရှုံးကောင်စီဘက်ကနေအာနာယူမင်းအောင်လိုင်ရဲ့နောက်ဆုံးရသူ့ရဲ့ကြီးညာချက်တစ်ခုကိုကြော်သိစပေးချင်တာဖြစ်ပါတယ်။ဂလီနာကြောင့်ပြန်လည်ထူထောင်ရေးလုံငန်းများအရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရန်ငင်းချင်းရေးကိုရှေ့ရှုတော့အပြင်2025ခုနှစ်ဧပြီလ23ရက်နေ့မှာ30ရက်နေ့အထိယာယီအပြစ်ခတ်ရစဲမှုထပ်မံတူးမြင့်ကြောင်းဧပြီလ22ရက်နေ့မနေ့ကစစ်ကောင်စီရဲ့မီဒီယာများတို့တဆင့်ထုတ်ပြန်လာတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်အာနာယူစစ်ရှုံးမင်းအောင်လိုင်ကတော့ငလီနာနေကြောင့်ဆိုပြီးမှအခုချိန်မှာ ါဆိုရင်လည်း April 23ရက်နေ့ဒီနေ့ကစပြီး30ရက်နေ့အထိကိုပြစ်ခတ်ရဆင်းမှုတွေကိုခဏရပ်မယ်ဆိုပြီးမှထပ်မံပြီးမှသူကတော့ day extension တွေလုပ်ပြီးမှကြီးညာချက်ပြုတ်လောက်လာတာဖြစ်ပါတယ်ဒီကောင်ကတော့ဒီလိုတွေပြောနေပေမဲ့ရွာတွေကိုနေ့စဉ်မပြတ်လုံးဝကုပုံးချက်တိုက်ခိုက်မှုတွေပြုတ်လို့နေဆဲပဲဖြစ်ပါတယ်အဲဒါကြောင့်ဒီကောင်ကတော့လုံးဝကိုစကားမတီးပြီးမှကတိမတီးတဲ့ဘေးဆိုတဲ့မှာတွေ့ရှိရတာဖြစ်ပါတယ်အဲကြောင့် Anaju Myanmar Online နဲ့ Security Council ရဲ့အမြင်ဆုံးချက်ရှုံးပါစီလို့ပဲကျွန်တော်ထပ်မံပြီးမှပြုတ်လောက်လာဖြစ်ပါတယ်နောက်ထပ်နေတဲ့ကတော့ကျွန်တော်ခုချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့နယ်ပတ်သက်ပြီးမှနောက်ဆုံးရအချက်လက်ရရှိမှုများကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ် မြန်မာစီရှင်ကောင်စီနဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကုကအဖွဲ့ချာအပြစ်ခတ်ရစဲရေးကိုစောင့်ကြည့်ဖို့အတွက်တရုတ်နိုင်ငံအဖွဲ့တစ်ဖွဲ့ကိုမကြာသေးခင်ကပဲမြန်မာနိုင်ငံကိုဆီလွတ်လိုက်တယ်လို့တရုတ်နိုင်ငံချဲဝန်ကြီးဌာနကမနေ့ကပြောကြားချက်ရမှာတွေ့ရှိရတာဖြစ်ပါတယ်တရုတ်နိုင်ငံချဲဝန်ကြီးဌာနပြောရေးဆိုခွရှိသူဂိုဂျက်ကွန်ကမနေ့ကပြောလို့တဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောကြားရမှာပြိပခဖြစ်ပေါ်နေတဲ့နံပါတ်စလုံးကမြန်မာနိုင်ငံမြောက်ပိုင်းငင်းချဲရင်နဲ့တင်ငင်ရေးအတွက်တရုတ်နိုင်ငံရဲ့အပြုတ်သဘောဆောင်တဲ့အခမ်းအကဏ္ဍကိုတံပိုးထားကြီးစုတင်ကြတယ်လို့ ဆိုထားတာဖြစ်ပါတယ်။အခုချိန်မှာဆိုတော့လာရှုမြို့ထဲကအပြစ်ခတ်ရက်စဲရဲတရုတ်စောင့်ကြည့်ရေးအဖွဲ့ကမြန်မာနိုင်ငံကိုစီလွတ်လိုက်ပြီလို့မနေ့ကတရုတ်ရဲ့ပြောချက်ခွင့်ရဂူဂျက်ကွန်ကပြောကြားလာတာဖြစ်ပါတယ်။အခုချိန်မှာဆိုတော့ဆစ်ချွန်ကောင်စီကလည်းလာရှုမြို့ထဲကအလုံးကြီးနဲ့မနေ့ကဝင်လာပြီးတရုတ်ဖက်ကနေလည်းဒီလိုမျိုးစောင့်ကြည့်ဖို့အတွက်အဖွဲ့လည်းဝင်လာပြီဆိုရင်တော့မင်းအောင်လိုက်ကတော့တရုတ်ရဲ့ဖြစ်အားမှုအောက်မှာရှိနေတယ်ဆိုတာတွေ့ရှိရတာဖြစ်ပါတယ်။မင်းအောင်လိုက်ကတော့တရုတ်ရဲ့အကူအညီပံ့ပိုးမှုဘာမှမရဘူးဆိုရင်လာရှုမြို့ထဲကတော့သူကတော့ဝင်ခွင့်ကိုရမှာမဟုတ်သေးပါဘူး။အားလုံးကျွန်တော်ပြောရကူတဘောတူပါသလားတဘောတူရဲ့စခွန်မင်းမှာရေးပြပါနော်။ကြည့်ဒါ တို့အားလုံးကတော့ကျွန်တော်ဒီနေ့ April 23ရက်နေ့ဗုဒ္ဓဟူးနေ့ရဲ့မန္တပိုင်အထူးသတင်းကောင်းမြတ်သတင်းထုတ်များပဲဖြစ်ပါတယ်။ဒီစက်တင်ဘာပဲကျွန်တော်ပထမဦးဆုံးနေတဲ့ကတော့အခုချိန်မှာဆီချုံကောင်စီကတော့လာရှုမြို့တက်ကိုအလုံးရင်းနဲ့ဝင်ရောက်လာပြီဖြစ်ပါတယ်။တရုတ်ဖွဲ့လည်းရောက်လာပြီးတို့တော်လည်းအာနာရှုမြို့လိုက်ကတော့လာရှုမြို့ထဲမှာသူရဲ့ authority ဆိုတာကတော့0%ပဲရှိတာဖြစ်ပါတယ်။ဒီမှာဦးစင်းတူရဲ့ပြောချက်ချက်နဲ့ဖြည့်ရှင်းချက်ကိုနားဆင်လိုက်ပါအောင်။လာရှုမြို့မှာစစ်တပ်ကတခုခုလှုပ်ချင်တယ်ဆိုရင်တရုတ်ရဲ့ခွင့်ပြုချက်ကိုယူပြီးမှတရုတ်ကိုအကြောင်းကြားပြီးမှလုပ်ရမယ်။ တရုတ်ခွင့်ပြုချက်မရပဲတရုတ်မသိပဲဘာမှလုပ်လို့မရဘူးစစ်တပ်ထဲမှာလာရှိုးမျိုးကိုတရုတ်အုပ်ချုပ်သလိုခံစားနေရတဲ့အတွက်ကြောင့်မကျင်နှံ့မှုတွေဖြစ်တယ်ဝေဖန်မှုတွေဖြစ်တယ်အဲ့ဒါကိုမင်းအောင်လည်းကပြည်ဦးလေးရောက်တဲ့အချိန်မှာတရုတ်မကောင်းကြောင်းမပြောဘူးကျေးဇူးချက်ကိုမစော်ကားဘူးသူ့ရဲ့ဘောမားတွေကိုမှားကြတဲ့ဗျာ ယခုချိန်မှာဆိုတော့ last minute တဲ့ကိုစီရှင်ကောင်စီကတော့အလုံးကြီးနဲ့ဝင်ရောက်လာပြီးမှဒီကောင်တွေကတော့ဝါရတွေဖြစ်နေပြီးမှကျွန်တော်တို့တမတော်ကပြန်သိမ်းပြီးဆိုပြီးပြောနေပြီးမှတမတော်သိမ်းတာမဟုတ်ဘူးတရုတ်ကသိမ်းတာလို့ပဲကျွန်တော်ဒီမှာယူဆပြီးမှသုံးသပ်လို့ရတာဖြစ်ပါတယ်အခုချိန်မှာဆိုတော့အာနာယူမြောင်းလိုက်ကတော့တရုတ်ကိုလုံးဝကိုဖားပြီးမှပေါ့နော်တရုတ်ကိုကြီးစုတင်ရမယ်ကြီးစုရှင်နေဆိုပြီးမှတောင်ပြောသွားတာဖြစ်ပါတယ်ပြီးတော့အခုချိန်မှာ last minute တဲ့ကိုစီရှင်ကောင်စီကတော့အလုံးကြီးနဲ့ရောက်ရှိနေပြီးမှသူတို့ကတော့အာနာပိုင်မှုနဲ့ authority 0%ပဲရှိပြီးမှတရုတ်ကတော့100%ရှိနေတာဖြစ်ပါတယ်ထက်နေလဲကတော့ဘောမဇော်ခွေးဟောင်ကတော့ပထုံးဆန် တိုင်းပဲမင်းညက်ကတက်လာပြီးမှသူတို့ရဲ့တမတော်စစ်ခွေးတွေထဲမှာပေါ့နော်လုံးဝကိုစစ်မတက်ချင်တော့တဲ့အတွက်ကြောင့်ဒီကောင်ကတို့ရဲ့လုံရက်မှုတွေကိုပေါ်ထုတ်ပြီးမှခင်ဗျားတို့ KTV ပဲတွားပြီးမှ KD ရှူတယ်ဖားရီချတယ်ဆိုပြီးဒီကောင်ကလုံးဝကိုဒက်ဆော်ပြီးမှဆုံးဝဆာတွေကျွေးတော့ဖြစ်ပါတယ်ဒီမှာဘောဟင်းကတော့စစ်ခွေးကောင်စစ်ဘက်ကနေအရာရှိတဲ့လုံရက်တွေကိုဘယ်လိုပေါ်ထုတ်ပြီးမှဒီကောင်ဘယ်လိုပောက်ကွေးလဲဆိုတာဒီမှာသာကြည့်လိုက်ပါတော့နော်စစ်သားလုပ်ပြီးစစ်မတက်ချင်ကြတော့ဘူးဟာငွေကြီးစံလူကြီးစံတော့ကိုလိုက်တယ်ဦးမရောက်လိုက်အဲ့ဒါကိုအကုန်သိတယ်အဲလုပ်ပြီးဦးစိုးဝင်လည်းသိတယ်ဟာနော်လိုက်တယ် စစ်တပ်ကစစ်သားလုပ်ပြီးစစ်သားလုပ်မလုပ်ပဲနဲ့နော် KTB သွားပါချာကေစုနော်စောက်ဟိုရန်သူတပုံကိုရန်သူတပုံလိုမမြင်မင်းနဲ့ပေါင်းတင်းနော်နေပြီးတော့မှနော်စစ်ကြတော့တကယ်လည်းတိုက်မယ်ဆိုတော့မတိုက်တိုက်လို့မရတော့ဘူးနော်ကိုအောက်လက်ငယ်သားကိုကြတော့မကြည့်ဘူးနော်တော့ကျင်တာပေါက်ခွေးပြင်းမှာအဲ့တော့ဘဒူတဲတဲငသေးမှာပြီးရောဆိုပြီးတော့လှုပ်လိုက်တာမင်းတို့တွေလှုပ်တာမင်းတို့ဝိုင်းလှုပ်တာနော် မင်းတို့လုပ်တဲ့အဆုံးထုတ်တွေအကုန်လုံးရှမ်းပြည်နယ်မြောက်ပိုင်းမှာလက်မစားဘူးဟုတ်လားလူကမပြောနဲ့ဒီကိုပြောဟာနော်လက်မစားဘူးဟုတ်လားနွားကားတွေတစ်ကားတွေကြောက်ကားတွေอืมနော်တခြားသောမောင်ကိုပစ္စည်းကားတွေอืมရှမ်းပြည်မြောက်ပိုင်းမှာတာဝန်ကြားခဲ့တဲ့ကောင်တွေอืมဟဲ့အောင်နေမင်းတို့ကမင်းတို့ဘာစောက်ခင်းပြပြစောက်ခွမစားဘူးอืมစောက်ခွဆက်ကြလည်းမလို့အမှန်တရားဆိုတာကမင်းတို့အနာရှိဆက်နော်နော်မင်းတို့အခုရှမ်းပြည်နယ်မြောက်ပိုင်းမူဆဲမှာနော်ဗါလဲစကားက14လာဟုတ်လား เนาะတမဘူးယူအောင်ဘူးเนาะသတိထားပါอืมတခါနဲ့ဒီနေရာကနေပြောလိုက်တာခမားတို့ပတ်စံနေဘလို့ယူနေရဲဆိုတာကျွန်တော်စီမှာရောက်နေပြီเนาะအေးเนาะကိုတက်မတော်အောက်လက်ငယ်သားကြတော့အေးเนาะမတိကြိုးကြုံပြုတ်ပြီးတော့မှอืมကိုကြတော့စောက်ဆန်ယူပြီးတော့ခမားတို့တလ30อืม ခဏတော့နာမည်တက်ပြီးဖုံးမှာတော့ကျွန်တော်ကကျွန်တော်တို့ကအမှန်တရားကိုပြောတာကျွန်တော်ပြောတဲ့စကားကျွန်တော်မဖမ်းဘူးဆိုတာတက်မလို့ကဝယ်ဦးစီးချုပ်ဒူးချုပ်တွေအကုန်သိတယ်ဒီကောင်ပြောနေတာအမှန်တရားပဲခဏတော့လှုပ်ရှားနေတာပြောပြန်ပြီနော်ဘူးဆယ်မှာဘူးစကားက14လားအင်းနော်တမဘူးတွေဒူဝဘူးတွေခဏတော့ကျွန်တော်မသိဘူးတော့မထင်နဲ့နော်ကျွန်တော်ကခဏတော့အဲ့လိုပြောတာမဟုတ်ဘူးခဏတော့ကကိုတပုတ်ပဲကိုကြည့်တယ်ကိုရဲ့အောက်လက်ငယ်သားကိုကြတော့ တော့ပြစ်ထားတာခင်ဗျားတို့မှာစစ်သားစိတ်စစ်ကောင်းဆောင်စိတ်မရှိဘူးရှင်းလားအဲ့ဒါတုံပြောတာအလုံးမဟုတ်ဘူးနော်အဲ့ဒါကိုသိတဲ့လူတွေသိတယ်ဟုတ်တယ်ရှင်းလားမယုံရင်ကြောမေးကြည့်လားခင်ဗျားဘူးဆယ်မှာတုံပြောတာမယ်ပန်ခန်းတရာနတ်ဘော်တရာနော်အရင်တော့အစစ်ကားတွေသွားတယ်နော်ပတ်စံတွေရတာမှာတောတော့လဲဟာပြောကြည့်လေနော်ရှင်တော့ရမကတိုင်းဘူးဘုကြောင်းအောင်စော်ရဲတို့ဘာလို့အစင်စက်အကုန်လုံးရှိခဲ့တာနော်မြန်ခိုင်တရာကြာပတ်စံရ မဲမော်တရာကြတဲ့ကောင်ပတ်ဆံရအင်းပန်ခန်းတရာကြတဲ့ကောင်ပတ်ဆံရတယ်နော်ကျွန်တော်ကဘယ်ဘက်မှဘက်မလိုက်ဘူးဒါပေမဲ့ကိုတက်မတော်သားကြီးအင်းကိုတက်မတော်သားကြီးကစစ်တိုက်ခြင်းစိတ်ရှိအောင်အင်းကိုရဲ့အထက်လူကြီးကိုအားကိုးယုံကြည်မှုရှိအောင်တော့ခနာတို့တိဆောက်ပါအဲခနာတို့အဲ့လိုမတိဆောက်တော့ပြောတော့ကြတော့အထက်အောက်သွေးခွဲတယ်တဲ့ဘာအောက်သွေးခွဲတာလဲဘယ်နေရာမှာသွေးခွဲတာလဲဟမ်ကျောက်ကမူစေအကြောင်းအတိဆုံးနော်ပန်ခန်းတရာမှာ ကြပဲကြမယ်ဖွဲ့စုံခမားတို့ပစံယူပြီးတော့မှနော်အစ်စ်ကားတွေဖျက်မယ်အစ်စ်ကားဆိုတာတိတာပုံပြာကြီးနဲ့နောက်ပိုင်းဝိုင်းနဲ့တင်းနဲ့အဲ့ဒါမူကြီးစေပါချက်လို့ရတယ်နော် ယခုချိန်မှာဆိုတော့ဘောဟင်းဇော်ခွေးဟောင်ကတော့ထုံးဆိုင်တိုင်းတက်လာပြီးမှပေါ့နော်ဆစ်ရှုံးကောင်စီဘက်ကနေဒီအရာရှိပိုင်းတွေကတော့ပေါ့နော်ငွေခူးမှုတွေလုတ်ပြီးမှလုံးဝကိုစစ်မတိုက်ရှင်တော်တဲ့အတွက်ကြောင့်ဒီကောင်ကတော့လုံးဝကိုပေါ်ထုတ်လာပြီးမှဒဲဆိုပြီးဆုံးမစားရချွေးတော့ဖြစ်ပါတယ်ဒီကောင်ကြီးရဲ့ပောက်ခွေးခန်းတော့အင်မတန်မအားရဆရာပဲကောင်းပါတယ်နောက်ထပ်နေနဲ့ကတော့ကျွန်တော်တို့မနေ့ကဆိုလည်းပဲဘောမကရုံမျိုးမင်းကတော့မင်းညက်ကတက်လာပြီးမှလာရှုမျိုးထက်ကိုတက်မတော်တွေဝင်ရောက်လာတာပြည်သူမြတ်ကတော့ပေါ့နော်ပန်းတွေနဲ့ကျူဆူကြတယ်ဆိုမျိုးဒီကောင်ကတော့ဝါရတွေဖြန့်ပြီးမှဂျင်းတွေပြောတော့တာဖြစ်ပါတယ်ဒီမှာဘာမှမဟုတ်တဲ့ဂျင်းတွေကိုဘယ်လိုပြောလဲဆိုတော့ဒီမှာကြည့်လိုက်ပါဦးဒီလာရှုမ စစ်တပ်တွေဝင်လာတဲ့ခါမှာကျူသွေးလုပ်ကြတဲ့ခါမှာကိုကန်တက်ကလူတွေကျူတယ်ဒီလိုပဲလာရှုံမြို့ကန်ပြည်သူတွေတောင်ကျူသွေးကြတာကြားသိရတယ်ကြားသိရတယ်ဆိုမြို့ကန်ပြည်သူတွေချို့တော့ကျူသွေးကြတယ်အစားနဲ့အိတ်ခါအစားတောက်လေးတွေလက်ဆောင်လေးတွေတမ်းသူသဘောလိုဘယ်လိုကောင်းလဲဝမ်းတာလို့စစ်သားတွေကိုလက်မုတ်တွေပိုင်းပေးတဲ့လူတွေတောင်ရှိတယ်ဒါတွေရှိခဲ့တယ်ဒါတော်တော်လေးကိုလာရှုံမှာရှိတဲ့ချီနေကတက်ကိုတက်ပြောင်းလာတော့တော်တော်လေးလာရှုံမြို့ကန်တွေကလာရှုံမြို့ချစ်ကြတော့မြို့ကန်တွေကတော့မြို့ကန်အစ်စ်တွေကတော့တော်တော်လေးပျော်ကြတယ် ဟိုးအဝေးကနေអော်နေတဲ့កောင်នេះတော့ live show ညမှာနေရတာဆင်မပြေဘူး live show မှာစစ်တပ်ဝင်လာတော့ចောက်နေရတယ်ဗျာရှောက်ပြောတာတော့တက်တခုတကယ်မြေပြင်မှာရှိတဲ့တကယ်မြေမှာတကယ်နေတဲ့သူတွေကစစ်တပ်ပြောင်းလာတာဝမ်းသာနေတာဩ online ပေါ်ညပြောချင်တာပြောနေတဲ့အုပ်စု live show မှာတကယ်ရှိလားမရှိလားမသိတယ် online ပေါ်ပြောချင်တာပြောနေတဲ့အုပ်စုကအဲ့ဒီအုပ်စုကတော့ online မှာရေးချင်ရေးရှောက်ပြောချင်တာပြော comment မှန်ချင်ရှောက်မှန်နေတဲ့အုပ်စုကတော့သူကတော့စစ်တပ်ပြောင်းလာတာကိုမကြိုက်တဲ့ပုံစံကြီးကြတယ်ဒါတော့ခဏတွေ့ရတယ်ဒါပေမဲ့တကယ်မြေပြင် video တွေ TikTok မှာတော့ဝင်တက်လာလိမ့်မယ်အဲ့ဒါကြီးကြတော့စစ်သားတွေရောက်လာတော့ပူပြောကြတာစစ်သားရောက်လာမှသူတို့လည်းပူလုံးကြုံနေတာသူတို့ပူနားလေတာလူလားချုံမျိုးကြီးအခွန်ကြီးပဲ ပြက်စစ်မီဆိုလည်းအခုံကြီးပဲအစနေပြန်ပေးရမှာစေုံဆိုလည်းအခုံကြီးပဲစာတင်ကြောင်းနေဆိုလည်းအခုံဖြတ်ယူချစ်သမျှ transformer ဘုံနေရစာကုန်မှပြေးတာချစ်သမျှပစ္စည်းကောင်းနေမှလည်းကိုလိုလာရှိုးကနေတဲပြီးတိန်းနေတိန်းနေလောက်ကြီးပြန်တယ်သွားကြပြီကိုကနေရနော်အဲ့တော့အဲ့တော့ဒီလိုဖြစ်နေလာရှိုးချင်းနေလက်ရှိချင်းနေဒါက ခေတ်ခုချိန်မှာကျွန်တော်ဘောမဒီမှာဂရုမျိုးမင်းရတော့ဘောနထုံးဆန်နေမဲ့ဂျင်းတွေပြောလာပြီးမှတက်မတော်တွေလာရှုမျိုးတစ်ခုဝင်လာတာကိုပြည်သူများကတော့ဘောနပန်းနေနဲ့ကျူစုကြတယ်မုတ်တွေနဲ့ကျူစုကြတယ်ဆိုမျိုးဒီမှာဂျင်းတွေပြောနေတာဖြစ်ပါတယ်အမှန်တကယ်မှာဒီလိုမျိုးဘာမှမရှိပါဘူးလို့ပဲကျွန်တော်ပြောလို့ရတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုကိုစာကနေဆုံးနေကြည့်ရှုပြရတဲ့ပရိသတ်များလုံးကိုကျေးဇူးများတင်ပါတယ်ပရိသတ်များလုံးရှိနေတဲ့တီတီမှာဘေးကင်းလုံးချမ်းမချမ်းသာကြပါစေလို့ဆုမွန်တောင်းပေးလိုက်တဲ့အားလုံးပဲ have a good day ပါ take care ပါเนาะ see you in the next video